ကျောင်းနဲ့အလံဝေးလာတဲ့ထမင်းဆိုင်တေးလေးတစ်ဆိုင်မှာကောင်လေးတယောက်ကလည်းထမင်းလာမှစားတယ်။ဆိုင်ရှင်လာကပ်ပြီးတော့လည်းလေးတန်းတူတူလေးနဲ့ပေါ့။ဟိုလေတောက်ကိုထမင်းလို့တပွဲတော့ရောင်းပေးလို့ရမလားခင်ဗျာ။တောက်ပတ်ဆက်မလောက်လို့ရပါတယ်တားရေ။ပြောပြောဆိုဆိုနဲ့ဆိုင်ရှင်တော်ကြီးကလည်းယောက်ျားကြီးထမင်းလို့တပွဲတော့လှုပ်ပေးပါအောင်။ဩဟင်းညုံနဲ့ငပိရေလည်းထက်ပေးဖို့မမိနဲ့တော့။ယောက်ျားဖြစ်သူကလည်းထမင်းဖြူတပွဲကိုကောင်လေးထိုင်နေတဲ့ခုံမှာသွားချပေးတာပေါ့။ကောင်လေးကလည်းသူ့ကိုထတ်မှာတယ်။ ။ဟုတ်လေ။ဒါအတွက်နောက်ထပ်ဟင်းမပါတဲ့ထမင်းဗလာတစ်ထုပ်လောက်လုတ်ပေးလို့ရမလားခင်ဗျာ။ကောင်းလင်းခင်ဗျာလည်းပြောတာပြောရတယ်။သူ့မျက်နှာလည်းတော်တော်လေးအားနာနေတဲ့ပုံပဲ။ဟောရပါတယ်တာရဲ့။ဒါနဲ့ဒီထမင်းတို့ကမင်းဘာသွားလို့ဖို့လဲ။တာညားကြရင်စားဖို့ပါဦး။ဆန်ရှင်ဖိုးကြီးကလည်းသူ့ကိုဂယုနာတတ်တဲ့မျက်လုံးနဲ့ကြည့်ပြီးတော့။အင်းကောင်းလေးကြည်ရတာမြို့မှာသာចောင်းလာတက်တဲ့အင်းရမိပါတွေကငွေကြီးခက်ခဲရှိတဲ့ပုံပဲအမှန်တကယ်တော့သူတို့လင်မယားကလည်းတနည်းလုံးတနည်းစားပါဒီဆိုင်လေးကိုသူများငှားပေးလို့သာကန်ကောင်းပြီးတော့ဈေးရောင်းရတယ်ဘောက မရှိသူမလို့လဲမရှိသူကိုစာနာတတ်တဲ့စိတ်ကလည်းသူတို့လင်မြားမှာရှိပြီးသားလေဟင်းအိုကနေဟင်းနေကိုခတ်ပြီးတော့ထမင်းများနေသူကလည်းဖုံးဖိပြီးထဲ့နေမိဒါအောင်မိမဖြစ်သူကမြင်တော့လေရှင်ဘာလို့နေရလေကောင်းလေးတွေထမင်းထဲ့ပေးနေရလေဩရှင်ကလည်းတုံးလိုက်တာပေးခြင်းနေမှာတော့ဖွက်ပြီးတော့ပေးစီရလားဒီတိုင်းပေးလေရရဲ့သားနေဘာလဲရှင်ကကျမမြင်မှာကြောက်လို့လားကြောက်စရာမဟုတ်တာရှင်ကျမလည်းစာနာထောက်ထားတတ်တဲ့မိမသားတယောက်ပါအာဒီမိမဘာလီလာပြောနေရလေဒီတိုင်းဖြောင်ပြီးတော့သူ့ကိုအထင်သေးရရောက်သွားမှာပေါ့ဟာ ပြီးတော့လည်းသူရှက်သွားရင်နောက်ဆိုရင်ဒုဆိုင်ကိုသူဘယ်လိုလုပ်ပြီးတော့လာရဲတော့မိမဖြစ်သူကလည်းလင်ယောက်ျားကိုကြည့်ပြီးတော့ပီတိဖြစ်မိတာပေါ့အမလီငါယောက်ျားကလည်းတနာတက်ယုံတစ်မျိုးတည်းမဟုတ်ဖ ೇನೆ လူတယောက်ကိုအဖက်ဖက်ကစာနာစိတ်ကလည်းကြီးမားပါရဲ့လေ အဲ့ဒီလိုနဲ့ပဲကောင်လေးကလည်းသူတို့ဆိုင်မှာလာပြီးတော့ကြောင်းပီးသည့်အထိထမင်းလာစားခဲ့။သူတို့လင်မယားကလည်းတနေ့တမျိုးမယိုးလျောင်ဟင်းမျိုးမျိုးထမင်းနဲ့ဖုံပြီးပေးလေရှိတာပေါ့။ကြောင်းပီးသွားတော့ကောင်လေးကလည်းသူတို့ဆိုင်ကို10နှစ်ကြာမြတောင်တခါမှတောင်ရောက်မလာတော့။တနေ့မှတော့မြေပိုင်ရှင်ကလည်းမြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်းဒီနေရာကနေရွှေပြောင်းရတော်မီဖြစ်ကြောင်းလာပြောတော့လင်မယားနှစ်ယောက်သားလည်းစိတ်ပြက်လက်ကျက်ဖြစ်ပြီးတော့အိမ်မှာထိုင်မိုင်နေကြစီမှာတော့သူတို့နေတဲ့အိမ်နာကိုကားတစီးလာထိုးရက်တာပေါ့။လူတယောက်ကလည်းကားပေါ်ကနေဆင်းပြီးသူတို့ရှိရာကိုရှောက်လာတယ်။ကျွန်တော်ကကုမ္ပဏီတစ်ခုရဲ့မန်နေဂျာတူပါခင်ဗျာ။ ကျွန်တော်တို့တတိယလည်းတို့တို့လင်မယားချက်တဲ့ဟင်းကိုအရန်ကြိုက်တဲ့သူတယောက်အဲ့ဒါကြောင့်လဲကျွန်တော်တို့ကုမ္ပဏီအနားမှာစိုင်ဖွင့်ပေးဖို့တောင်းဆိုထားလို့ပါလင်မယားနှစ်ယောက်ကလည်းအံ့အားတင်သွားတာပေါ့သူတို့စိုင်ဆုပ်ဆုပ်လေးမှာဘလို့တတိယများလာပြီးတော့စားဘူးပါလေပြီးတော့လဲသူတို့မှရှိတာကလည်းအိုးစုပ်ခွက်ဆုပ်တွေမို့လို့ကုမ္ပဏီအနားမှာထမင်းစိုင်သွားဖွင့်ရမှာလဲဘလို့မှမဖြစ်နိုင်လို့လဲသူတို့ညင်းဆိုခဲ့အဲ့တော့တော့မပူပါနဲ့ဗျာကျွန်တော်တတိယဆက်ဆက်ရရာပြင်ဆင်ထားပြီးသားပါသွားပြီးတော့ချက်ပြုတ်ရုံတက်တက်ပါအဲ့ဒီတတိယဘာဖြစ်လို့သူတို့အပေါ်ဘလောက်တောင်းသဘောကောင်းနေရလဲဆိုတာသူတို့နားမလဲခဲ့ နောက်ဆုံးတော့သူတို့ပေါ်ကောင်းတဲ့တထည်ကြီးကတချိန်ကသူတို့စီကထမင်းတထုပ်လှုပ်ကြွေးခဲ့ဘူးခဲ့တဲ့။ចောင်းသားလီမန်သိရတော့တာပေါ့။ဦးနဲ့တော်သားကျွန်တော်ကိုမကူညီပေးခဲ့ရင်ကျွန်တော်ဒီလိုဘဝမျိုးရောက်လာမှာမဟုတ်ပါဘူး။အခုလိုပြန်လဲကျေးဇူးဆက်ခွင့်ရတာကိုကျွန်တော်အယံဝမ်းသာတယ်ဗျာ။လောတာရှိနေပြောပါဘာမှအာမနာပါနဲ့။စေစနာထားတဲ့ယုံနဲ့မလုံလောက်ဘူး။အဖက်ဖက်ကကြည့်ပြီးတော့စာနာမှုလဲထားတဲ့။အခုလို ID ခင်မှာမရှိသူကိုကူညီတတ်ကြတဲ့သူတို့ချို့သတိထားတဲ့သူတစ်ပါးကိုကူညီလို့ရင်သူ့ရဲ့ဂုဏ်သိက္ခာကိုလည်းထည့်သွေးတဲ့ကိုယ့်ရဲ့စေစနာကိုပုံရိုက်ပြီးတော့တင်ပြနေစရာမလို စေတနာအောက်မှာသူတို့ဘာရဲ့ဂုံတိတ်ခါတွေနစ်ပြောက်သွားတယ်လို့ပါ